င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ဒဝဲခရိုင်အသက်ချောင်းမြုံနယ်ပဲတဲ့ရွာစစ်တပ်စကန်နဲ့ကြောက်ဆယ်ရွာပြူစော်တီစကန်တို့ကိုတိုက်ခတ်သိမ်းပိုက်မှုမှာစစ်တပ်ဘက်က၈ဦးသေသွားပြီး26ဦးကိုအရှင်ဖမ်းမိပါတယ်စောမြုံနယ်အကြီးပန်းမာလုံးရွာဖုံးကြောင်းကိုစစ်တပ်ကတိုက်လင်းနဲ့ပေါင်900ဘုံးတွေချက်ချမ်းမှုပြည်သူ20ထက်မနည်းသေသွားတဲ့တဲ့ရင်ပါဝင်နောက်ဆုံးရတဲ့တဲ့ရင်တွေကိုတင်ဆက်ပေးပါမယ်ရှင် ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်းတစ်ပုတ်ကတော့တနင်္သာရီတိုင်းတဝဲခရိုင်တဲချောင်းမြို့နယ်အမှတ်ရှိပြည်တော်စုလမ်းမကြီးပေါ်ကပဲတဲ့ကျေးရွာစစ်တပ်စခန်းနဲ့ကြောက်စဲကျေးရွာကပြူစော်တီစခန်းကိုတိုက်ခတ်သိမ်းပိုက်ခဲ့ရမှာအကြမ်းဖက်စစ်သားနဲ့ပြူစော်တီရှေ့ဦးသေးသွားပြီး26ဦးကိုအရှင်ဖမ်းမိခဲ့လို့ဒေါင်းညင်အောင်စစ်ကြောင်းစီကနေသိရပါဗါတယ်တဲချောင်းမြို့နယ်အမှတ်ရှိပြည်တော်စုလမ်းမကြီးပေါ်ကပဲတဲ့ကျေးရွာစစ်ကောင်စီတပ်စခန်းနဲ့ကြောက်စဲကျေးရွာတွင်ပြူစော်တီစခန်းတို့ကိုတော်လဲပူပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခတ်ခဲ့ရမှာမ မေလ၈ရက်နေ့ထိလေးရကြာအပြင်းထန်တက်ခတ်ခဲ့တာဖြစ်ပြီးနောက်ဆုံးမှာတော့ Payday Scan ကိုအပြည့်အသက်သိမ့်ပိုက်နိုင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗါတယ်။အဲဒီလိုထိုးစစ်စင်တက်ခတ်သိမ့်ပိုက်ခြင်းတွင်အကြက်ဖက်စစ်သားတွေဟာအထိနာခဲ့ပြီးရေတက်ကလက်လက်ကြီးပစ်ကူ73ကျင်းရဟတ်ရင်တိုက်လင်းတွေအပါအဝင် လေချောင်းပစ်ကူအကျိန်း20ခန့်ပြုလုပ်ကဘုံဒီအလုံး100ခန့်ကိုလည်းကျချခဲ့ပြီး ကြီးရည်လေတက်တွေပူပေါင်းခုခံခဲ့တဲ့ဂျားကနေစခန်းကိုတိုက်ခတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့လဲဆိုပါရတယ်။အဲဒီတိုက်ပွဲတွင်အကြမ်းဖက်စစ်သား၈ဦးဟာသေသွားတာဖြစ်ပြီး26ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့အကြမ်းဖက်စစ်သားတွေအသုံးပြုတဲ့လက်လက်မျိုးစုံအလက်30နဲ့ခရိုင်မိကြောက်တွေစစ်သုံးဆက်ဆက်ပစ္စည်းတွေကိုသိမ်းပိုက်ရရှိခဲ့ပါရတယ်။ဒါပေမဲ့အဲဒီတိုက်ပွဲတွင်မှာတော်လဲပူပေါင်းတစ်ဖက်ဘက်ကရဲဘော်နှူးဟာတိုင်းပြည်နယ်ဖက်ဒရယ်ဒီမိုကရေစီစနစ်အတွက်အသက်ပေးလူခဲ့ရတယ်လို့ရဲဘော်6ဦးလည်းမစိုးရိမ်ရတဲ့ ဒဏ်ရရှိခဲ့လို့သိရပါပါရှင်။ မန္တလေးတိုင်းသတင်းတပုတ်ကိုကြည့်အောင်ပါမန္တလေးတိုင်းမြင်းချံမြို့နယ်စုံရွာကပြူစောတိစခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာအကြက်ဖက်စစ်သားနဲ့ပြူစောတိ9ဦးဟာတေသွားရလို့မြင်းချံ Black Tiger MPT တပ်ဖွဲ့ခေါင်းဆောင်ပုံပိုက်ခဲကပြောပါရယ်မေလ9ရက်နေ့မနေ့9နိုင်ကနေစတင်ပြီးမြင်းချံမြို့နယ်စုံရွာကပြူစောတိစခန်းတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာမနေ့8နိုင်မှာတော့ပြူစောတိစခန်းအလုံးကိုအပြည့်သက်ချိန်မုံသိမ်းပိုက်နိုင်ခဲ့လို့လည်းသိရပါရယ်အဲ့ဒီတိုက်ပွဲမှာပြူစောတိ9ဦးဟာတေသွားတာဖြစ်ပြီးကြံရှိတဲ့ ူဆော့ထီတွေဟာလက်လက်ခဲရံတွေယူဆောင်ထွက်ပြေးသွားတယ်လို့လည်းသိရပါဗါတယ်။အဲဒါကြောင့်ပြူဆော့ထီတွေအခြေချရာနေရာတွေကိုမီးရှို့ရှင်းလင်းနိုင်ခဲ့တယ်လို့လည်းဆိုပါဗါတယ်။အဲဒီစကန်သိန်းတိုက်ပွဲတွင်မှစုံကျေးရွာတွင်ပိတ်မိနေတဲ့တက်ကြီးရွယ်အပြည်သူတွေကိုဘေးလွတ်ရာကိုကယ်ဆယ်နိုင်ခဲ့တယ်လို့လည်းသိရှိရပါဗါတယ်။အဲ့လိုပြည်သူတွေကိုကဲထုတ်ပေးနေစဉ်အကြက်ဖက်စစ်တပ်လက်အောက်ခံ lobby channel တွေကစုံကျင်းရာအတွင်းနေပြည်သူတွေဖမ်းဆီးတပ်ဖြတ်ခံနေရတယ်လို့လည်းဖြန့်ဝေခဲ့ပါတယ်ရှင်။ မကွေးတန်တဲ့တပုတ်ကိုတင်ဆက်ပေးကြပါရယ်မကွေးတန်စောမြုံနဲ့ကြောက်ထုတ်တိုက်နဲ့အကြီးပန်းမလွန်ကျေးရဖုံရင်းချောင်းကိုအကြက်ဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းကနေဘုံကျဲတက်ခတ်ခဲ့တဲ့ဖုံးရင်ကြောင်းတစ်ခုလုံးမီးလောင်ပျောက်ကျခဲ့ရပြီးပြည်သူ20ဦးထက်မနည်းဟာသေဆုံးခဲ့ရလို့ဒေသတရင်းမြစ်ဖြစ်တဲ့ရော်လင်းနဲ့ကတာဝန်ရှိသူတို့ကပြောပြပါရတယ်။မနေ့ကမနေ့ပိုင်းမှာအကြီးပန်းမလွန်ကျေးရွာဖုံးရင်ကြောင်းကိုအကြမ်းဖက်စစ်တပ်က Jet Fighter လေးနဲ့ပေါင်900ဘုံသီးလေးလုံးကိုကျဲချတက်ခတ်ခဲ့တာလည်းဖြစ်ပါရတယ်။အဲလိုတက်ခတ်မှုကြောင့်ဖုံးရင်ကြောင်းတိုက်ဟာမီးလောင်ပျောက်ကျပျက်စီးသွားခဲ့ရပြီးမီးလောင်သေဆုံးထားတဲ့ရုပ်လောင်း14လောင်းနဲ့ထိခိုက်ဒဏ်ရာရှိသူ30ကျော်ရှိ ိတယ်လို့လည်းသိရှိရပါတယ်။အကြက်ဖက်စစ်တပ်ကလေနဲ့ဘုံကျဲတက်ခိုက်တဲ့အချိန်မှာကျောင်းတိုင်အတွင်းမှာရင်လိုင်းပြစ်ဆွဲအတွက်ရင်ပိုင်ရှင်တွေအစီအွေလုဆောင်နေခြင်းဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဘုံကျဲချမှုပြုလုပ်မိမှာဖုန်းလိုင်းတွေကိုဖြတ်တောက်ပစ်ခဲ့တဲ့အပြင်ကြောက်ထုအမြောက်တပ်ကလည်း drone နဲ့ကင်းထောက်မှုတွေပြုလုပ်ခဲ့ကာ jet fighter နဲ့၃ချိန်ပြန်ဝဲခဲ့ပြီးပေါင်900ဘုံဒီလဲလုံးကိုကျဲချတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ ရခိုင်ပြည်နယ်တရင်တဘောကိုတန်ဆက်ပေးကြပါရယ်ရခိုင်ပြည်နယ်တန်ရွဲမြို့နယ်လင်းတီကျေးရွာအနီးမှာရခိုင်တပ်တော်အေးနဲ့အကြမ်းဖက်စစ်တပ်တို့ကြားမှာတိုက်ပွဲဖြစ်ပွားနေပြီးလက်လက်ကြီးတွေနဲ့အပြန်အလှန်ပစ်ခတ်နေလို့ဒေသနေပြည်သူတွေကပြောပြပါရယ်မေလ9ရက်နေ့ညနေ၄နာရီကနေစတင်ကတန်ရွဲမြို့နယ်လင်းတီကျေးရွာအနီးမှာအကြမ်းဖက်စစ်တပ်နဲ့ရခိုင်တပ်တော်အေးတို့ကြားဟာတိုက်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီးရွှေလင်းတရာအနီးနေရာယူထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့အေးတို့ဟာလက်လက်ကြီးတွေအပြန်အလှန်ပစ်ခတ်နေတာလည်းဖြစ်ပါရယ် အဲ့လိုပြစ်ခတ်လိုက်တဲ့လက်လက်ကြီးကြီးဟာလင်းစီကျေးရွာတွင်ကိုကြာရပောက်ကွဲသွားခဲ့ပြီးပြည်သူတို့ဟာထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီပြစ်ခတ်လိုက်တဲ့လက်လက်ကြီးကြီးဟာဘယ်ဘက်ကပြစ်ခတ်လိုက်တဲ့လက်လက်ကြီးဖြစ်တာလဲဆိုတာကိုတော့အတိမပြုတ်နိုင်သေးသလိုပြည်သူတွေဟာလည်းထွက်ပြေးတင်းရှောင်နေရတယ်လို့ဒေသခံပြည်သူတွေကပြောပါရရှင်။ အခုနောက်ဆုံးတင်ဆက်ပေးတဲ့သတင်းတစ်ပုဒ်ကတော့ပဲခူးတိုင်ရွှေကျင်မြို့နယ်နဲ့ညောင်လေးပင်မြို့နယ်တွင်အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကိုဒရုန်းနဲ့အချိန်ကျဘုံကျဲပြန်တမ်းပစ်ခတ်ခဲ့ရမှာအကြမ်းဖက်စစ်သား၈ဦးဟာသေသွားလို့ KNL Night Thought အဖွဲ့အစည်းကနေသိရှိရပါတယ်။ပြီးခဲ့တဲ့ April လကလည်းရွှေကျင်မြို့နယ်ကတန်ဆိတ်စစ်ကောင်စီစခန်းနဲ့စခန်းနီးစစ်ကောင်စီစုရတော်ကို9ကီလိုဘုံဒီတလုံး 2ကီလိုဘုံဒီ2လုံး60မမဘုံဒီ36လုံးကို drone နဲ့6ကျင်ကျဲချတိုက်ခတ်ခဲ့လို့လည်းသိရပါဗါးအဲတိုက်ခတ်မှုတွဲမှာ April 29ရက်နေ့ကတိုက်ခတ်မှုမှာအကြမ်းဖက်စစ်သား2ဦးဟာသေသွားပြီး2ဦးဟာဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါဗါးအခြားတိုက်ခတ်မှု8ကျင်တွဲအကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုရှိမရှိကိုမသိရှိရသေးပဲတော်လိုင်းတပ်ဖွဲ့ဝင်တွေဘက်ကတော့အထိခိုက်မရှိဘူးလို့လည်းသိရပါဗါးဒါအပြင် April 15ရက်နေ့ကနေမေလ10ရက်နေ့ထိစစ်ကောင်စီတပ်ရောက်ရှိရာနေရာ တွေဖြစ်တဲ့ရွှေကျင်နဲ့ညောင်လေးပင်မြို့နယ်အတွင်းရွှေငန်းမြို့အင်ကန်တုတ်တန်ဘုံကြီးကျောင်းပန်းအင်းဘုံကြီးကျောင်းညောင်အိုင်လန်းခွဲကြောက်တန်းရွာထိပ်တို့ကို60မမဘုံဒီစကူလုံး40မမဘုံဒီနှလုံးတို့ကိုဒရုန်းနဲ့ခုနှစ်ကျင်းကျဲချတိုက်ခိုက်ခဲ့ရမှာကျက်ဖက်စစ်သားထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့လည်းသိရပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါကျေးဇူးတင်ပါတယ်ရှင်ကျွန်မညပါ